မိတ်ဆွေတို့ရဲ့ဘဝမှာဆုံးတောက်စားလာပြီးမြင်မှုကြလာပြီးဆုံးတဲ့အဖေရောင်လူလူအနီရောင်လူလူမီလုံးကြီးကကောင်းငင်မှာဟူပတ်တီဘခုံနေတာမျိုးလို့တခါတလေမှာမိုးကမှလည်းပြန်တန်းနေတတ်တယ်။အဲ့ဒါမျိုးကိုတည်ဘူးကြလာတည်ဘူးတယ်ဆိုရင်တော့မှဘလို့နေရာတွေကိုတည်ဘူးတာလေတော်ရင်မှလားနန်းနေမှလားတင်ကြံကိုမှလားဒါမှမဟုတ်ဘိုးကြီးเจ้าမှလား ဒါပေမဲ့မိတ်ဆွေတို့မမြင်ဘူးလို့တဲ့နေရာတစ်ခုကြံပါသေးတယ်။အဲ့ဒါကတော့ပင်လေထဲမှာပါပဲ။တစ်ပင်တစ်ပင်တော့မရှိဘူး။တောဟုတ်တွေတော့မရှိဘူး။ဒါပေမဲ့အဲ့ဒီမှာဆုံးရှိနေတဲ့ပါတယ်။ကျွန်တော်တို့ကတော့သူ့ပင်လေဆုံးလို့ခေါ်ကြပါတယ်။ကုတ္တဇလမှာကျွန်တော်နဲ့တွေ့ဖြစ်ပင်လေဆုံးနဲ့တွေ့ကြုံပြီးတော်မဖွဲ့ရအဖြစ်ပြက်ကြီးကိုရင်ဆိုင်လာခဲ့ကြတဲ့ပင်လေသားတွေရဲ့အကြောင်းကို ဆက်ပေးရစီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်အေယူတန်ဘူလေးမျိုးနဲ့အစွန်ကန်ယူတန်ကဂရုမဏိဆိုတဲ့တံမာရွာလေးရဲ့မနက်ခင်းစောင်းွေဝနေတဲ့လေနူအေးရင်နဲ့အတူတောက်ဝင်လှုပ်ရှားနေခဲ့တယ်။ဝင်းစီကပင်လေပင်ကြီးက ဝေယောင်လှိုင်းချက်ခုလေးတွေနဲ့တဖိတ်ဖိတ်တောင်းနေပေမဲ့ဝါရင်တန်ဃာတဲ့ကြီးဥပဆေရဲ့နှလုံးထဲမှာတော့တံတိုးတပါတာမတူးမတန့်ဖြစ်နေကြပါတယ်။ရကောင်းမှုတို့သာထွက်ရမှာကွာဒီနေ့ပြင်လဲမျက်နှာဟာတိတ်မကောင်းဘူးကွာငါစိတ်ထဲမှာတော့မတူးမတန့်ကြီးဖြစ်နေတယ်။ဥပဆေကကွန်းတရာကိုပစောင်းမငုံရင်သူ့ရဲ့ဆွေနဒီဆက်လေကိုပြင်ဆင်နေတဲ့လူငယ်တွေကိုလှမ်းပြောလိုက်တယ်ဆက်လေပေါ်မှာတော့ပိုက်တွေ ရေသေးပုံတွေဇိတ်ခါတွေနဲ့ဆုတ်ဆက်ခတ်နေကြတယ်။ထုံးစံတိုင်းပါပဲ။ပင်လယ်မှာထွက်ခဲ့လောရိုးလုံးစုံဖြစ်တဲ့ပူဇော်ပတ်တော်မှုကိုဥပစင်ကိုယ်တိုင်ဦးဆောင်နေခဲ့တယ်။လေဦးမှာကတော့ဝတ်တူတူလေးတစ်ခုပြင်ဆင်ပြီးအောင်ဒီစင်တလုံးမပြောဘူးတပြိနဲ့အတူအကြီးကြီးဆုံးဖြစ်တဲ့ရက်ဖြူတပလင်းကိုတည်ခင်းထားခဲ့တယ်။ဥပစင်ကရက်ပလင်းအဖုံးကိုဖွင့်ပြီးလေဦးမှာငဲငဲဖြန်းလိုက်တယ်။ ပြီးတော့လက်အုပ်ချီပြီးတိုးတိုးလေးရွတ်စွန်နေခဲ့တယ်။ဟိုးပင်လယ်ပင်ကိုစောင့်ရှောက်တော်မူသောဥရှင်ကြီးပင်လယ်ဆောင်နမင်းနကောင်းမင်းအပေါင်းတို့ခမညာကျွန်တော်မျိုးတို့ရဲ့ရွှေနေတီဆက်လေးကိုဘေးရန်ကင်းဝေးစွာနဲ့မားပစံပေါ်ကြွယ်ဝအောင်ဆောင်မတော်မူပါ။အေးရက်သေးစာဖြင့်ပူဇော်ကြတော့ပါသည်ရှင်နမင်းအပေါင်းတို့ခမညာသူရဲ့နောက်မှာတော့တေထိုးသားတွေကရွှေကျိုးစွာနဲ့လက်အုပ်ချီထားကြပါတယ် ဒါပေမဲ့အဲ့ဒီအထဲမှာမပါဝင်တဲ့သူတယောက်ကတော့ရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ပယ်နေဖိုးထောင်ပါပဲ။ဖိုးထောင်ကအသက်30ကျော်ခိပညာတတ်မဟုတ်ပေမဲ့လူเจ้าမှာခုနှစ်တန်းအထိကြောင်းတက်ခဲ့ဘူးတဲ့သူဆိုတော့ရှေးဦးဆွဲတွေကိုအယူသိတယ်လို့တတ်မှတ်ထားခဲ့တဲ့သူပါ။သူကလူကြီးရဲ့ရှေ့မှာဟန်ဆောင်နေပေမဲ့ကွယ်ရမှာတော့လူငယ်တဘောကလောင်ပြောင်နေတတ်ပါတယ်။ပြောပြောနေတတ်ပြီးဆွဆွနောက်နောက်ပြောတတ်တဲ့သူမို့လို့လေလူချစ်လူခင်တော့ပေါ်ရတဲ့သူမျိုးပါ။ ဘူဝဆိုင်ကကတော့ဝက်သိမ့်ပြီးလေအောက်ကိုဆင်းသွားတဲ့အချိန်မှာဘိုးတော်ကလေဦးနောက်ကိုလူမသိအောင်အตาလေးတိုးကတ်သွားခဲ့တယ်။သူ့လက်ထဲမှာတော့ဆက်ကူနဲ့ထုတ်ထားတဲ့အဖြူရောင်အမှုန့်ထုတ်လေးတစ်ခုသူကဘေးဘီကိုတစ်ချက်ဝေ့ကြည့်ပြီးတော့အရက်ပလင်းတဲကိုအဲ့ဒီအမှုန့်နဲ့ခက်မြင်နဲ့လောင်းထဲလိုက်တယ်။ပြီးတော့ပလင်းကိုလှုပ်ပြီးလူလောက်နေရာမှာပြန်ထားလိုက်ပါတယ်။အဲ့ဒါကသူကြွတ်တက်ဖို့စောင့်ထားတဲ့ကြွတ်တက်ဈေးတွေပါပဲ။ ြည်ရနဲ့သူ့အပေါင်းအပါလေသားငယ်နှစ်ယောက်နားကိုတက်သွားပြီးတော့ခပ်တုံးတုံးလေးနဲ့တူတူလေးပြောလိုက်ပါတယ်။ဖျောက်လိုက်ဒီနေ့ဘာမှမပူနေတော့ကွာ။အာနတ်တွေကိုအစိုက်ကတ်တပ်လိုက်ပြီ။ဟာဟာဟာ။မားရီအပြည့်ရမှာတေးကြတယ်။လေသားငယ်တွေကမျက်လုံးပြူးသွားပြီမဲ့ကိုယ်ဆောင်ရဲ့အပြောင်နောက်စကားကိုရေလိုက်ကြတယ်။ဒါပေမဲ့သူတို့ရဲ့ရေတံတွေမှာဘာကြောင့်မှမသိတဲ့ကြောက်စိတ်လေးတွေပါနေကြလို့ပါပဲ။အကြခင်မှာပဲ။ ရွှေနဒီဆက်လျာကျေလောင်နဲ့ဆက်တန်တဲ့အတူရွာကန်းဆက်ကနေပင်လယ်နှစ်ထက်ကိုတည်တည်ကြည်ခီးနှင်ခဲ့ပါတယ်ပင်လယ်ရဲ့ရောက်တာနဲ့ဦးလေးပါစင်ကရေရောင်ကိုခံမှန်းပြီးပိုက်ချခိုင်းတဲ့နေရာလေးမှာပိုက်ချကြတာပေါ့ဦးလေးပါစင်ရဲ့ကြားချင်းမူကြောင့်လားဖိုးထောင်ရဲ့အစမ်းကြောင့်လားတော့မပြောတတ်ပါဘူးခါတန်းအခောက်တွေထက်ကိုငါးတွေအများကြီးပူရနေကြပါတယ်ငါးသိန်းငါးမွှားတောင်တိတ်မပါဘဲနဲ့ငါအကြီးစမ်းနေကြီးပါပဲ။ ။ဦးလေးပါဆိုင်စိတ်ထဲမှာတော့ဓမြုတ်တပါတာထူးဆန်းနေတယ်လို့ခံစားနေရပေမဲ့ဘိုးတော်ကတော့ကြိုက်ပြင်နေခဲ့ပါတယ်။ဦးလေးပါဆိုင်ကြွယ်ရမှာသူ့လှေသားတွေကိုတွားပြီးတော့တွေ့တာဟဲ့အောင်လေ။မင်းတို့ငါ့ကိုယုံကြည်မှတ်လားကွာ။ဟာဟာဟာ။အခုတစ်ခေါက်ရောပြန်ရောက်ရင်တော့ပေါ့စူးဖို့ရဲ့နားဒီရောက်အောင်မှာကွာဆိုပြီးတော့ပျော်ရွှင်နေခဲ့ပါတယ်။အဲ့ဒီလိုနဲ့ညနေစောင်းလာပြီးဖင်လန်နှစ်ထပ်ကိုရောက်လေလေဦးဝဆိုင်ရဲ့စိုးရင်စိတ်ကပိုမှန်လာလေးပါပဲ။ကောင်းကင်ကမဲမောင်းလာပြီး ပင်လယ်ကလည်းအငက်ရည်ကိုနောက်ကျင့်နေခဲ့ပါတယ်။လမ်းလုံးကြီးတွေကဆက်လေကိုဝါမျိုးတော့မလို့မျိုးတက်ပုတ်ကြပါတယ်။လေပင်တွေတိုက်ခိုက်တန်းဘိုးချင်းတန်တွေကြားမှာဆက်လေပေါ်ကလူတွေရဲ့မျက်နှာမှာစိုးရင်စိတ်တွေအထင်းသာပေါ်လာကြပါတယ်။အချိန်ကမဟုတ်ကြောက်ရောက်တဲ့မုန်တိုင်းကြောင့်သူတို့ရဲ့ဆွေနေရီဆက်လေလေးရာသကောထဲမှာထည့်လိုက်ထားတဲ့ဈေးပူကြီးလေးလိုပါပဲ။နောက်ပဲရောက်လာတဲ့အခါမှာတော့အချိန်တွေကအဆိုးဆုံးဖြစ်လာနေပါတယ်။ ိုးကဆက်ရလို့ပျက်စီးတွေကလည်းကောင်းကင်ကိုခွဲပြားပြနေတယ်အဲ့ဒီအချိန်မှာပဲဆက်လူရဲ့ရှည်စွမ်းကဇွက်တိုင်ချုံထိတ်မှစိမ့်ပြောင်းအောင်လုံးလေးတစ်ခုကရုတ်တဲ့ရင်းထင်လာပါတော့ဟာဟိုးဟိုးဘာဘာကြီးလဲကွာဒီသားတယောက်ရဲ့တုံရင်လေးရဲ့ငိုးထိတ်ကြရအားလုံးဟန်းကြည့်လိုက်တဲ့အခါတုံရင်မိသားနဲ့အတူတိုင်ထိတ်မှတောက်လောင်နေတဲ့စိမ့်ပြောင်းမီလုံးကြီးတစ်လုံးကိုအားလုံးပဲတွေ့လိုက်ကြရပါတယ်အဲ့ဒီအလင်းရောင်ကား မျိုးထုတ်မှုမရှိဘဲနဲ့စက်တီးထစရာကောင်းတော့အောင်ပေးဆက်နေခဲ့ပါတယ်။ဘူဝဆင်ရဲ့မျက်နှာချက်ချင်းတွေးဆုပ်ဖြူရသွားပြီးတော့"တွား၊တွားပြီ။အဲ့ဒါဆုံးပြီ။ပြင်နေဆုံး။ဟုတ်တယ်အဲ့ဒါပြင်နေဆုံးပဲ။ပြင်နေဆုံးတမင်းကြီးတော့ရက်ချက်နေပြီလို့ပြန်ပြန်ပြန်နဲ့ရေရွတ်လိုက်ပါတယ်။ဘူတော်လည်းနှလုံးပြီးတော့ခဲ့ပြီနဲ့အမပြက်ပဲ။ဒါဒါမီးဆုံးပါ။တိတ်ပြန်မပြောတဲ့မီးဆုံးကဖြစ်မှာပါဦးလေးပါဆိုညာလို့ပြောလိုက်ပြီနဲ့ ိအတန်ကတိတ်တော့အားမရှိကြပါဘူး။ဦးဝစိန်ကကောင်းခိုင်ရင်မင်းမသိဘူးဖို့တော့ဒါငါ့ကိုဘာလို့အဖြစ်ဖြစ်ဖြစ်တာအဖပြောခဲ့ပြီးတော့ငါကြားဘူးလေ။အဲ့ဒါငါအဖြစ်ပြောခဲ့တဲ့ပင်လေရဲ့ဗတိပေးတံလေ။မ ாரு လောဘကြီးပြီးပင်လနဲ့ကိုမျိုးမသိလုံးမိပြီး။တယောက်ယောက်ကမြောင်ငါတို့အထဲမှာမတော်တရားပြုမိတာမျိုးရှိလားလို့အားလုံးကိုမေးမြန်းပြီးတော့စိုက်ကြည့်လိုက်ပါတယ်။ဖိုးတော်ရင်မျက်နှာကချက်ချင်းဖြူပြော့သွားပြီးတော့ သူ့ရဲ့ပြောင်းလောက်ခဲ့တဲ့အပြုမှုတွေကသူ့နှလုံးထဲမှာပြန်ပေါ်လာခဲ့ပါလေ။နတ်တွေကိုစိတ်ကပ်တက်လိုက်ပြီးဆိုတော့သူ့ရဲ့စကားတံကိုသူပြန်လဲကြားအောင်နေခဲ့ပါလေ။အဲ့ဒီအချိန်မှာပဲကိုကြောက်စရာကောင်းတဲ့အဖြစ်ပြက်ကြီးကစတင်ဖြစ်လာပါတော့တယ်။သူတို့ရှင်ဘေးကနေပြီးအေယာမအရင်မဲဒီတစ်ခုဖြတ်သွားတယ်လို့မျိုးခံစားလိုက်ရပါတယ်။လေကအောက်ကနေဇုံတယောက်ကဆောင့်တွန်းလိုက်တယ်လို့မျိုးနောက်တက်သွားပြီးရေပုံဝုန်းနဲ့ပြန်လဲကြောက်ခဲ့ပါတယ်။ စက်ကလည်းရုတ်တရက်ဒုံဒုံဒုံနဲ့ထိုးရက်သွားပြီးစက်လေအပေါ်ကမီးလုံးကြီးကပို့ပြီးတော့လင်းထိန်လာသလိုမျိုးအရွယ်စားကလည်းတဖြည်းဖြည်းပို့ပို့ကြီးမားလာနေကြပါတယ်။လေရောင်းငယ်တွေကငိုမဲ့မဲ့ဖြစ်လာပြီးဦးလေးပါစင်ဦးလေးပါစင်ကဲပါဦးကျွန်တော်တို့ကဲပါဦးဖိုးထောင်ဖိုးထောင်ကနတ်တင်တဲ့အရက်ပလင်းတဲ့ကိုအစိတ်မှုန်နဲ့ထဲလိုက်တယ်လို့တွန်တုံရင်ရင်နဲ့ဖိုးထောင်လောက်ခဲ့တဲ့အကြောင်းကိုထုတ်ပြောလိုက်ကြပါတယ်။ဦးပါစင်နှလုံးတွေက ိုးတောင်စီကိုစူးစိုက်ရောက်သွားပြီးတော့အမတန်စိတ်ဆိုးဒေါ်လာထပ်ပြီးဖိုးတောင်မင်းမင်းကွာဘလူတောင်စော်ကားရမ်းပြရတာလေကွာဆိုပြီးတော့ဖိုးတောင်ကစိုက်ကြည့်နေခဲ့ပါတယ်ဖိုးတောင်ကကြောက်စိတ်နဲ့ဒူးတွေခူရန်ကြသွားပြီးတော့ကျွန်တော်ကျွန်တော်ကနောက်တပါဦးလေးရဲ့ကျွန်တော်တကယ်မယုံမယုံလို့ပါလို့တောင်းမရှာပါတယ်ဘာကွာနောက်တာဟုတ်လားမင်းရဲ့နောက်တန်ဟုကမအားလို့အားလုံးရဲ့အသက်ကိုနှုတ်တော့မယ်ကွာ ဦးလေးပါစင်ကပေါ်ဟစ်ပြီးတော့ဒူးထုတ်ထိုင်ချလိုက်ပါတယ်။လက်အုပ်ချီပြီးအတန်ကျယ်ကျယ်နဲ့တောင်းမှန်ဆူတောင်းတော့ပါတယ်။ဟိုပြန်လဲဆောင်နမဲမကားမင်းအရှင်တို့ခင်ဗျာကျွန်တော်မျိုးတို့ရဲ့အတူတရားမဲ့တဲ့တားတယောက်ရဲ့အဖြစ်ကိုခွင့်လွှတ်တော်မူပါရှင်တို့ခင်ဗျာသူ့ကိုယ်စားကျွန်တော်မျိုးကအတက်ကိုတောင်းခံပါတယ်အတက်ကိုချမ်းသာပေးရမူပါအဖြစ်ကိုကြေရာကြေချောင်းအတက်ကျွန်တော်မျိုးတို့မိထားတဲ့ငါးရီအားလုံးနဲ့ပူဇော်ပါမယ်အဖြစ်များအား ကျေးရခွန်းတို့တော့မူကြပါရှင်တို့ခမဆိုပြီးတော့တောင်းလန်လိုက်ပြီးလေသားတွေဘက်ကိုလှည့်ကြည့်လို့ဖျောင်းတယ်မင်းတို့အသက်ရှင်ကျင်တယ်မဟုတ်လားအခုငါပြောတဲ့အတိုင်းလုပ်ကြစောနာကဖမ်းမိထားတဲ့ငါတွေအားလုံးကိုတကောင်းမကျန်အကုန်ပစ်ချကြလုပ်ကြနှမျောမနေကြနဲ့လူအသက်ထက်အရေးကြီးတာဘောင်းမရှိဘူးကွာလုပ်လုပ်ကြဖျောက်ဖို့တော့နိုင်မနေနဲ့လုပ်အခုငါတွေပစ်ချဥပစေရဲ့စကားအဆုံးမှာ ပိုးထောင်တဲ့ကြောက်စိတ်ကအတေတရားကိုလွှမ်းမိုးသွားပြီးသူဖမ်းထားတဲ့ငါးတွေရောအားလုံးကိုပင်လယ်ထဲကိုမြန်ပစ်ချလိုက်ပါတယ်။သူတွင်မဟုတ်လေကောအခြားသူတွေကဝိုင်းဝန်းပြီးတော့ဖမ်းမိထားတဲ့ငါးအားလုံးကိုပင်လယ်ထဲကိုပြန်ဆုတ်ပစ်လိုက်ကြပါမယ်။အဝစီအကောင်းလုံးတာကတော့ငါးရည်အပြစ်ပါတယ်ပတ်ကြီးပင်တယ်ပဲကြာသွားတာနဲ့တပြိုင်နက်မှာပဲရွတ်တိုင်ထိတ်ကလင်းထုံတောက်ပနေတဲ့မီးလုံးကြီးကတဖြည်းဖြည်းမှိန်ဖြော့သွားပြီးပျောက်ကွယ်သွားခဲ့ပါတယ် ထိုးရက်နေတဲ့ဆက်ကလည်းအတက်ပြန်ဝင်လာသလိုမျိုးဒုံ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 နဲ့ပြန်လို့လာခဲ့ပါတယ်။လမ်းတွေကလည်းတိတိတတ်တငင်တက်သွားပြီးရာသီဥတုကမျက်လှစ်ပြလိုက်သလိုမျိုးကိုချက်ချင်းပြန်လဲကြည်လင်သွားပါတော့တယ်။သူတို့အားလုံးအတက်ကိုလုပြီးရောကိုအမြန်ဆုံးပြန်မောင်းလာခဲ့ကြပါတယ်။ဘဒုရဲ့နှုတ်ကမှဘာစကားတခုမှမထွက်နိုင်ကြတော့ပါဘူး။ဖိုးတော်ကတော့ဒီပဲ့မှာကြုံကြုံနေထိုင်ရင်းတနန်းလုံးဆုံဆုံငိုကြည့်နေတဲ့အတွက် ဲ့ဒီနေ့ကစပြီးထိုးတော့မှာဘယ်တော့မှပင်လယ်နဲ့ပတ်သက်တဲ့ရှေးထုံးတန်းတွေတမမခန့်လုံရဲတော့ပါဘူးဇာသားတွေအတွက်ကလည်းပင်လယ်မီးစုံဆိုတာတိုက်ပင်ပညာရဲ့မီးစုံဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့သူတို့ရင်ထဲမှာတော့အဲ့ဒီစိမ့်ပြရောင်မီးလုံးကြီးဟာလောဘနဲ့မာနကိုတားမြစ်ပြီးသဘောဝတရားကိုဇေဒီခိုင်းတဲ့ပင်လယ်နဲ့ရဲ့အမျက်ဒေါသမျိုးလုံးကြီးအဖြစ်ထာဝရအမှတ်ရနေကြတော့မှဖြစ်ပါတယ်ကဲဝိစီတို့ရေ ဒါကတော့ပင်နကန်ယူရန်ကဂရမနီဆိုတဲ့ယော်လေးတယောက်မှာပင်နမီဆုံနဲ့ကြုံတွေ့ခဲ့ကြရတဲ့ရေလုံသားကြီးတွေရဲ့အကြောင်းပါပဲမိတ်ဆွေတို့အနေနဲ့ကောဘလို့ထင်ကြမလဲတိတ်ပင်ဆိုင်ရာယူဆချက်တွေနဲ့ရှင်းပြခြင်းတပါးဆိုလဲကွန်မန့်မှာမှန်ပေးခဲ့ကြပါဦးကျွန်တော်ကတော့ပင်နကတကယ်နဲ့ကြီးတော်ကိုကိုတိကြုံထားခဲ့ဘူးသူဆိုတော့ဒီလိုအဖြစ်ပြက်တွေကတကယ်ရှိနိုင်တယ်ဆိုတာကိုကျွမ်းမဲ့ယုံခဲ့ပါတယ်ဒါပေမဲ့စိုးကြီးမူတိုင်းကကိုယ်ကမူတော့မဟုတ်ပါဘူးဗျာ။ ကျွန်တော်ကဗုဒ္ဓဘာသာမြန်မာလူမျိုးတူပါဘာပဲဖြစ်ဖြစ်ဒီလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပင်လယ်ပြင်ကအကြောင်းအရာတွေကိုပြန်ဆက်ပေးမှမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြပါဦးမိတ်ဆွေများအားလုံးကိုစိတ်မျက်ပြချမ်းသာချမ်းသာကြပါစေဗျာကျွန်တော်ပင်လယ်သားပါ